လဗရောင်းတောင်ကျင်းနီစီမံကိန်းတပိတ်ကိုအစိုးရကအင်အားသုံးအကြမ်းဖက်ဖြိုခွင်းတာကိုကန့်ကွက်တဲ့အနေနဲ့ရန်ကုန်မြို့မှာဆန္ဒပြသူ100လောက်ခြိတက်လမ်းလျှောက်နေစဉ်မှာပဲရဲတပ်ဖွဲ့ကဆန္ဒပြခေါင်းဆောင်2ယောက်ကိုအင်အားသုံးပြီးဖမ်းဆီးခဲ့ပါတယ်။ခင်ဗျားတို့ကပုံစားဝင်နေတယ်။ဒီလူအလုံးမဆက်ဆံဘူး။ဘာလို့ဟုတ်ခဲ့လဲ။ခင်ဗျားခေါင်းလမ်းပါ။အဲဒီကခင်ဗျားခေါင်းလမ်းပါ။ဘာလို့မဖတ်ပါနဲ့။အဲ့တော့ဈာမရမကောင်းဘူး။ဘာလို့မဖတ်ဘူး။တော်တော့ပြတ်ခိုးရင် တော့တော့ပြစ်မရှိဘူးဒီနိုင်ငံတော်မှာအကြမ်းမဖမ်းနဲ့တော့ဘေးပဲပါအားလုံးဘေးပဲပါကျွန်တော်တော့မကပ်ပါနဲ့မကပ်လားအဲ့ကိုမိုးလေးတော့ငါကတ်စရာအကြောင်းမရှိဘူးနော်ရန်ကုန်အပါအဝင်မန္တလေးမြင်းကြံနဲ့မုံရွာမှာဒီဇင်ဘာ၂ရက်နေ့ကလူထောင်နဲ့ချီဆန္ဒပြခဲ့ကြပါတယ်ရန်ကုန်မှာတော့၃ရက်မြောက်နေ့အဖြစ်နဲ့အင်အား၁၀၀လောက်ရှိတဲ့ဆန္ဒပြသူတွေကရွှေဒဂုံစီရီတော်အရှိဘတ်မုတ်ကနေစူဝေးပြီးရွှေဂုံနိုင်ကနေတောင်မွေလန်းစုံအထိခြိတက်ဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြသူတွေတဲက generation wave ကကိုမိုးသွေးနဲ့ပြည်သူအကျိုးဆောင်ကွန်ရက်ကကိုအောင်စိုးတို့ကိုငါးတက်ကြီးဖျားရှိမှာရဲတပ်ဖွဲ့ကအင်အားသုံးပြီးဖမ်းဆီးသွားခဲ့ပါတယ်။ းတော်ငွေကကိုအောင်သိုးရဲ generation wave ကကိုမိုးသိုးရဲကိုအကျန်းဖက်ပြီးတော့ဖန်ဆီးခေါ်ဆောင်သွားတယ်ကျွန်တော်တို့အားလုံးမျက်မြင်ကိုလေးဖြစ်ပါတယ်မြင်းကြံမြို့မှာတန်ငါအပား90နဲ့လူတစ်ထောင်ကျော်မန္တလေးမြို့မှာတန်ငါအပား1500ကျော် မုံရွာမှာလူ200ကျော်ဆန္ဒပြနေတာဖြစ်ပြီးတမရဦးသိန်းစိန်ရဲ့အစိုးရလက်ထက်မြေဆောင်ရေကာတာစီမံကိန်းရခိုင်ပြည်နယ်အကြမ်းဖက်မှုတွေပြီးရင်တတရမြောက်ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။